ကျွန်တော်တို့ Microsoft Word မှာ A4 နှစ်ခေါက်ချိုကနှုတ်ပေါင်းပြုတ်လုပ်တဲ့နီလန်းလေးကိုတင်ပြပေးပါဆိုတဲ့အတွက်အားလုံးသိရအောင် ကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထွန်းပါ။ကျွန်တော်ဒီရဲ့သင်ခန်းစာလေးကိုလက်တွေ့ပြပေးဖို့ရအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Microsoft Word software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ ဘလန့်ဒေါကူမန့်ဆိုတဲ့အထဲကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ပေးလိုက်ပါမယ်ဘလန့်ဒေါကူမန့်ဆိုတဲ့အထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ dot for အနေနဲ့စာရွက်လေးတစ်ရွက်ကျွန်တော်တို့ရရှိလာပါတယ်ဒီတော့ဒီရဲ့စာရွက်ကကျွန်တော်တို့ A4 စာရွက်လား legal စာရွက်တွေလား letter စာရွက်တွေလားဆိုတော့ကိုကျွန်တော်တို့မသိရသေးတဲ့အတွက်အရင်ဆုံးကျွန်တော်တို့ကိုယ်အသုံးပြုမဲ့စာရွက်ဆိုင်လေးတွေကိုပြုပြင်ပြောင်းလဲပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Microsoft Word မှာစာရွက်ဆိုင်လေးတွေပြောင်းလဲရင်လည်းဆိုရင်တော့ လေးယောက်ဆိုတဲ့တက်သေးကိုဝင်ပေးရပါတယ်ဝင်ပြီးသွားပြီဆိုရင်တော့ site ဆိုတဲ့အထဲကိုဝင်ပြီးတော့ကိုယ်အသုံးပြုမဲ့ကျွန်တော်တို့ကစာရွက်မျိုးစားလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က A4 စာရွက်တရွက်မှာဒီကနုတ်ပန်းလေးကျွန်တော်တို့ကကနုတ်ပန်းပေါင်လေးနှစ်ခုရအောင်ခေါချိုးကျွန်တော်တို့ကပြုတ်လုံมาဖြစ်တဲ့အတွက် A4 စာရွက်ကိုခေါ်ပြီးတော့မှ အလဲရနေပြီးတော့မှကျွန်တော်တို့နှစ်ပိုင်းပိုင်းပြီးတော့မှ ိုဘက်မှာကျွန်တော်တို့ကနုတ်ပန်းပေါင်တစ်ခုဒီဘက်မှာကျွန်တော်တို့ကနုတ်ပန်းပေါင်တစ်ခုပေါ့နော်ဒီလိုပုံစံနဲ့ကျွန်တော်တို့ကဆွဲလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့စာရွက်ခေါ်တဲ့အချိန်ကလေးအမှာ A4 တဝက်ချိုးဆိုင်လေးကိုခေါ်ပြီးတော့ A5 size ကိုကျွန်တော်တို့ခေါ်ပြီးတော့လည်းကနုတ်ပန်းပေါင်လေးတွေကျွန်တော်တို့တစ်ခုချင်းအနေနဲ့လဲဆွဲခဲ့လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုယ်အသုံးပြုမဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့စာရွက်ဆိုင်လေးတွေခေါ်ပြီးတော့သုံးလို့ရပါတယ်ဒီမှာတော့ကျွန်တော်က အင်ဖိုးဆောင်ရွက်တရွက်မှာဟိုဘက်ဒီဘက်ကျွန်တော်တို့ကနုတ်ပန်းလေးနှစ်ခုရအောင်ကျွန်တော်တို့ကဆွဲပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ A4 ဆောင်ရွက်လေးတရွက်ယူလိုက်ပါမယ်။ A4 ဆောင်ရွက်ကိုကျွန်တော်တို့ခေါ်ပြီးတော့ပြီဆိုရင်နော်ဆောင်ရွက်ကိုကျွန်တော်တို့ကအလဲလိုက်အနေထားလေးကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက် orientation နဲ့နေပြီးတော့မှ landscape ဆိုတာလေးယူလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ A4 ဆောင်ရွက်တရွက်မှာအလဲလိုက်အနေထားလေးပေါ့နော်။ပြီးရင်တော့ကျွန်တော်တို့ margin ကိုတော့ ပတ်ပတ်လည်း0.5လောက်စီပဲကျွန်တော်တို့ခြံထားကျင်တာဖြစ်တဲ့အတွက် narrow ဆိုတာလေးကျွန်တော်တို့ရွေးချယ်ခဲ့လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ A4 စာရွက်လေးတစ်ရွက်ခေါ်ထားခဲ့တယ်။ margin က0.5လောက်ကျွန်တော်တို့ထားခဲ့တယ်ပေါ့နော်။အဲ့တော့ DS စာရွက်လေးမှာကျွန်တော်တို့က ကနုတ်ပန်းပေါင်လေးနှစ်ခုရအောင်ကျွန်တော်တို့ဆွဲမှာဖြစ်တဲ့အတွက် DA4 စာရွက်ကိုကျွန်တော်တို့ကအလဲအနေပြီးတော့မှအညီညာကျွန်တော်တို့ပိုင်းပေးဖို့လိုတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ Microsoft Word software မှာဒီ Photoshop တွေ Illustrator တွေလိုမျိုးအလွယ်တကူကျွန်တော်တို့ guideline တွေသတ်မှတ်လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိန်လေးတစ်ခုလောက်ကျွန်တော်တို့စပြီးတော့ဆွဲပေးလိုက်ပါမယ်ဒီတော့ကျွန်တော်တို့ inserted ထဲကနေပြီးတော့မှရှိန်ဆိုတဲ့ထဲကိုဝင်ပြီးတော့၄ round ကွက်လေးတစ်ကွက်ကျွန်တော်တို့ဆွဲလိုက်ပါမယ်၄ round ကွက်ဆွဲပြီးသွားပြီဆိုရင်တော့ ီကကျွန်တော်တို့ဆွဲထားခဲ့တဲ့ရှိတ်လေးကိုစက်အတိအကျသတ်မှတ်ပါမယ်ဒီတော့ကျွန်တော်တို့က A4 စာရွက်တစ်ရွက်မှာဆိုရင်သူက8.2 11.6 inch ရှိတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့က A4 စာရွက်ရဲ့တရွက်တဝက်ဆိုင်ရာဆိုရင်ကျွန်တော်တို့ A5 ဆိုင်ဖြစ်ပါတယ် A5 ကကျွန်တော်တို့က A4 ရဲ့တဝက်ပေါ့နော်ဒီတော့ကျွန်တော်တို့က A5 ဆိုင်လေးခေါ်ပေးလိုက်မယ် A5 ဆိုင်ကဆိုရင်ကျွန်တော်တို့က5.8 8.2ကျွန်တော်တို့ရှိမယ်ပေါ့ဒါဆိုကျွန်တော်တို့ဒီမှာအမြင့်က8.2ကျွန်တော်တို့ယူခဲ့လိုက်မယ် ီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာအလျားကိုတော့ကျွန်တော်တို့5.8ယူခဲ့လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ under လေးခောက်ပေးလိုက်ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ A4 စာရွက်တဝက်ဆိုင်လေးကျွန်တော်တို့ကရရှိလာပြီဖြစ်ပါတယ်ဒီတော့ DH shape လေးမှာကျွန်တော်တို့ A4 တဝက်ချိုးဆိုင်လေးတော့ဟုတ်တယ်သူ့မှာကျွန်တော်တို့ဖရင်လေးတွေနည်းနည်းလေးကျွန်တော်တို့ကချမ်းမယ် ပြီးရင် DLL မှာကျွန်တော်တို့ကခေါချိုးရလေးကျွန်တော်တို့ကခြံဖို့ရအတွက် DH shape ကိုအနှဲငယ်လေးထပ်ပြီးတော့ short ပေးမယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့က8.2 5.8ကျွန်တော်တို့အတိအကျမယူတော့ဘဲနဲ့ကျွန်တော်တို့အမြင့်ကိုတော့ကျွန်တော်တို့က height ကိုတော့8လောက်ပဲယူလိုက်ပါမယ်။အလျားကိုတော့ကျွန်တော်တို့က5.6လောက်လေးကျွန်တော်တို့ယူခဲ့လိုက်မယ်။ပြီးရင်တော့ under လေးခေါက်လိုက်ပါမယ်။ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအနှဲငယ်လေးကျွန်တော်တို့ကဒီမှာဘေးနားလေးတွေမှာ ခြံပေးခဲ့တယ်ပေါ့နော်။ဒါလေးတွေမှာကျွန်တော်တို့ကနဲငယ်ကျွန်တော်တို့ညှိလိုက်ပါမယ်။ညှိပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကလက်ရှိဆွဲထားတဲ့ကျွန်တော်တို့ DS ရှေ့လေးမှာကာလာအယောင်တွေပါနေပါတယ်။ဒါတွေကိုကျွန်တော်တို့မလိုချင်ဘူးဖျောက်ချင်တာဖြစ်တဲ့အတွက်ဆက်လက်လေးပြေးထားပြီးတော့ shape format ဆိုတဲ့ထဲကိုဝင်မယ်။ shape face ဆိုတဲ့နေရာလေးထဲကိုကျွန်တော်တို့ဝင်ပြီးတော့ no face ဆိုတာလေးထားခဲ့လိုက်ပါမယ်။ဒီမှာကျွန်တော်တို့အပြာရောင်ကာလာ ပြုတ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီရက်ကျွန်တော်တို့ကဘေးပောင်စတုတ်ကာလာလေးကိုတော့ရှိတ်အောက်လိုင်းဆိုတဲ့တဲကိုဝင်ပြီးတော့အမဲအောင်လေးပဲထားခဲ့လိုက်ပါမယ်။ဒီရက်ကျွန်တော်တို့ကဘေးပောင်စတုတ်ဆိုင်လေးကိုတိတအောင်ကျွန်တော်တို့နည်းနည်းလေးကြီးချင်တာဖြစ်တဲ့အတွက်ရှိတ်အောက်လိုင်းဆိုတဲ့တဲကိုဆက်ဝင်မယ်။ white ဆိုတဲ့တဲကိုကျွန်တော်တို့ဝင်ပြီးတော့မှကျွန်တော်တို့ဒီရက်နေရာလေးမှာကျွန်တော်တို့ 2လောက်လေးကျွန်တော်တို့ရွေးထားခဲ့မယ်ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့က A4 စာရွက်တရွက်တရွက်ထဲမှာကျွန်တော်တို့ဒီမှာတဝက်ဆိုင်ကျွန်တော်တို့၄ထောင်ခွဲရှိတ်လေးတစ်ခုကျွန်တော်တို့ဆွဲပြီးသွားပြီပေါ့နော်ဒီတော့ဒီရဲ့၄ထောင်ခွဲရှိတ်လေးကိုကျွန်တော်တို့ကအသုံးပြုပြီးတော့ ကနုတ်ပန်းပေါင်လေးတစ်ခုရအောင်ကျွန်တော်တို့ဖန်တီးမှာဖြစ်တဲ့အတွက်ကနုတ်ပန်းလေးတွေအရင်ဆုံးခေါ်ပြီးတော့ထည့်ပေးရပါမယ်။ဒီတော့ကနုတ်ပန်းတွေရှိတာကတော့ကျွန်တော်တို့ကဖောက်နေတဲ့မှာရှာပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က character map ဘောက်ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ computer ထဲမှာထည့်ထားတဲ့ဖောင်လေးတွေတဲ့ကနေပြီးတော့မှကနုတ်ပန်းတွေရှိတဲ့ဖောင်ကိုရွေးပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်။ဒီတော့ကိုယ့်ရဲ့ computer ထဲမှာဖောင်တွေစုံစုံလင်လင်မသွင်းရနေသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ ဒီတင်နန်းပေး Messenger နဲ့ပြီးတော့ဖြစ်စေဒါမှမဟုတ်ကျွန်တော်ရဲ့ဖုန်းနံပါတ် Fiverr Telegram နဲ့ပြီးတော့ဖြစ်စေဖောင်ဒေါင်းလုဒ်လင့်လေးတွေကျွန်တော်တို့ရယူခြင်းလို့ပါဆိုပြီးတော့ကျွန်တော်စီကိုလာပြီးတော့ဒေါင်းလုဒ်ရပါတယ်ကျွန်တော်ဖောင်းအစွန်လဲရှိတဲ့ကျွန်တော်ဒီဒေါင်းလုဒ်လင့်လေးပို့ပေးမယ်ပေါ့နော်အခုဒါဆိုရင်ကျွန်တော်တို့ကကနုတ်ပန်းလေးတွေထည့်ဖို့ရအတွက် character mark နဲ့ပြီးတော့မှကျွန်တော်တို့အသုံးပြုပါမယ်။ဒါကြောင့်ကျွန်တော်တို့ window key နဲ့ r နဲ့ကိုကျွန်တော်တို့ကနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ run ဆိုတဲ့ဘောက်လေးကိုဖွင့်လိုက်ပါမယ်။ ဒီရဲ့ run out ထဲမှာကျွန်တော်တို့ရိုက်ထည့်ပေးရမှာလေးဟာ CHA ရ MAB ချာမတ်ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်။ဒါလေးရိုက်ပြီးတော့ပြီဆိုရင်တော့ okay လေးနေလိုက်မယ်။ okay နေလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ character map box လေးကျွန်တော်တို့ပွင့်လာပါလိမ့်မယ်။ခဏလေးစောင့်ပေးရမယ်ပေါ့နော်။ အခုဒီမှာကျွန်တော်တို့ character map ပေါက်လေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီရဲ့ character map ပေါက်လေးထဲမှာကျွန်တော်တို့ဖောင်ရွေးတဲ့နေရာလေးမှာတခြားဖောင်တွေဝင်နေပါလိမ့်မယ်ဒီနေရာလေးမှာကျွန်တော်တို့က UFO ရွှေသွေးဖောင်လေးကိုကျွန်တော်တို့ကပြောင်းပေးရမှာဖြစ်ပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကကနုတ်ပန်းလေးတွေရှိတဲ့ဖောင်တွေကိုရွေးมาဖြစ်တဲ့အတွက်ကနုတ်ပန်းတွေရှိတဲ့ဖောင်ကကျွန်တော်တို့က UFO ရွှေသွေးဖောင်နေထဲမှာကျွန်တော်တို့ရှိပါလိမ့်မယ်ဒါကြောင့်ဒီရဲ့နေရာလေးမှာကျွန်တော်တို့က ယူဖောရွှေသွေး73ဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ်မြင်လာမသိဘူးเนาะကျွန်တော်တစ်ချက်လောက်မြင်ကွင်းလေးချက်ပြပေးပါမယ်ကျွန်တော်တို့ဒီထဲမှာရိုက်ပေးရမှာလေးက U4 ရွှေသွေး73ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးမယ်ဖြာပြီးသွားပြီဆိုရင်တော့ဒီရက်ထဲမှာကျွန်တော်တို့ကကနုတ်ပန်းပုံစံလေးတွေကျွန်တော်တို့အမျိုးမျိုးတွေ့ရပါလိမ့်မယ်ဒီထဲကနေပြီးတော့မှကိုယ်အသုံးပြုခြင်းနဲ့ကနုတ်ပန်းလေးတစ်ခုကိုယူမယ် ပြီးရင်တော့အောက်မှာရှိနေတဲ့ select ဆိုတာလေးလုပ်ခဲ့မယ် copy ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က minimize လေးလုပ်ခဲ့လိုက်မယ် minimize လေးလုပ်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က d ရဲ့အထဲမှာကနုတ်ပန်းလေးကိုထည့်မှာဖြစ်တဲ့အတွက် insert တက်ထဲကနေပြီးတော့ရှိတ်ထဲကနေပြီးတော့မှတက်ဖောက်လေးခေါ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ mouse ရဲ့လက်ကလစ်လေးနဲ့တက်ဖရင်လေးဖိပြီးတော့ဆွဲလိုက်ပါမယ် ပြီးရင်တော့ control ရဲ့ဘူးရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ပေးချလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့ဘာသာလေးမှာ clear တစ်ချက်ထောင်းမယ်ကျွန်တော်တို့ဖောင်ပြောင်းတဲ့နေရာလေးမှာပြည်တော်စုဖောင်ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ u4 ရွှေသွေးဖောင်လေးကိုကျွန်တော်တို့ပြောင်းပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာဖောင်ပြောင်းတဲ့နေရာလေးမှာ u4 ရွှေသွေး73ကိုပြောင်းပေးလိုက်မယ်ပြီးရင်တော့ under လေးခောက်လိုက်မယ်ဒီမှာကျွန်တော်တို့ထည့်ထားခဲ့တဲ့ကနုတ်ပန်းပုံလေးကိုပြောင်းသွားပါလိမ့်မယ်ဖောင်ဆိုင်ကိုကျွန်တော်တို့ကအနှဲငယ်လေးကြီးလိုက်တဲ့ဆို ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံလေးချလာမယ်ပေါ့နော်ဒီမှာကျွန်တော်တို့သိတာအောင်ဘိုးလေးထည့်ခဲ့လိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ဒီရဲ့ကနုတ်ပန်းလေးကိုကျွန်တော်တို့ကဟိုဘက်ဒီဘက်လှည့်ချင်တာဖြစ်တဲ့အတွက်အပေါ်မှာကျွန်တော်တို့ rotate လှည့်တဲ့နေရာလေးရှိတယ်ဒါကိုကျွန်တော်တို့ကလှည့်တဲ့အခါမှာအညီညာလေးထွက်အောင် keyboard ကနေပြီးတော့မှ shift ကိုဖိပြီးတော့ကျွန်တော်တို့လှည့်ပေးပါမယ် train လေးတွေကိုကျွန်တော်တို့ကအနှဲငယ် ျွန်တော်တို့ကဒီမှာကွက်တီလေးရအောင်လုပ်ပေးပါနော်ဒါလည်းကျွန်တော်တို့ပို့ထွက်နေတယ်ဆိုရင်ပရင်ထုတ်တဲ့အခါမှာကျွန်တော်တို့သူ့ရဲ့ကနုတ်ပေါင်းလေးတွေကမပါဒါမျိုးတွေကျွန်တော်တို့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့သူ့မှာအညီညာလေးကျွန်တော်တို့ဖြစ်အောင်လုပ်ပေးမယ်ပြီးပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ချိန်ပြီးတော့ထားပေးပါမယ်ဘယ်ညာအဲရိုကီးလေးတွေနဲ့ကျွန်တော်တို့ချိန်ပြီးတော့ထားခဲ့လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ဒီကနုတ်ပန်းလေးကိုဒီဘက်ဘေးမှာကျွန်တော်တို့ copy လေးကူးချင်တာဖြစ်တဲ့အတွက် control ကို လက်ကဖိပြီးတော့ မောင်ရဲ့လက်ကလက်လေးနဲ့ဖိဆွဲပြီးတော့ကော်ပီလေးကူးလိုက်လို့ရပါတယ်ပြီးပြီဆိုရင်သူ့ကိုလည်းကျွန်တော်တို့လှည့်လိုက်ပါမယ်ရှေ့ကိုလက်ကဖိပြီးတော့မှကျွန်တော်တို့အခုလိုမျိုးပုံစံလေးလှည့်ခဲ့လိုက်မယ်ပြီးရင်တော့တောင်းနေရာလေးမှာကျွန်တော်တို့ချိန်ပြီးတော့ထားခဲ့ပေးမယ်ပေါ့ဘယ်ညာအဲရိုကီလေးတွေနဲ့ကျွန်တော်တို့ချိန်ပြီးတော့ထားခဲ့လို့ရပါတယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာကနုတ်ပန်းပေါင်ထည့်တဲ့အခါမှာကျွန်တော်တို့ဒီရဲ့ကနုတ်ပန်းမှာဒီမှာဘေးပေါင်စတုပ်လေးပါနေတယ်နောက်ခံအဖြူရောင်ကျွန်တော်တို့ဝင်နေတယ်ပေါ့နော် ဒါတွေကိုကျွန်တော်တို့ဖြုတ်ပေးရပါမယ်ဖြုတ်ဖို့ရာအတွက်တော့သူ့ကိုကျွန်တော်တို့ဆက်လက်လေးပေးထားပြီးတော့ shape format ဆိုတဲ့အထဲဝင်ပြီးတော့ shape fade ထဲမှာ no fade ထားခဲ့မယ် shape outline မှာကျွန်တော်တို့ no outline ထားခဲ့ပါမယ်ဒီဘက်မှာလည်းဒီလိုပါပဲကျွန်တော်တို့သူ့ကိုဆက်လက်လေးပေးထားမယ် shape fade မှာကျွန်တော်တို့ no fade လေးထားခဲ့မယ် shape outline မှာကျွန်တော်တို့ no outline လေးထားခဲ့မယ်ဒါမှပဲကျွန်တော်တို့ကဒီမှာဒီရဲ့ကနုတ်ပန်းလေးမှာရှိနေတဲ့နောက်ခံကျွန်တော်တို့ color တွေနဲ့စတုတ်ဘောင် color တွေရဲ့ကျွန်တော်တို့ပြောက်သွားမှာဖြစ်ပါတယ် ပြီးပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ကဆက်လက်လေးမှတ်မယ်သူ့ရဲ့ဘာဒန်လေးရနေပြီးတော့မှ control ကိုလက်ကဖိပြီးတော့မောင်းရက်လက်ကလစ်လေးနဲ့ဖိဆွဲလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ copy ပွားပြီးသားလေးရလာပါလိမ့်မယ်ဟောဒီမှာဘေးလေးမှာလည်းကျွန်တော်တို့ကအောက်ခြေအတွက်ရှစ်ကိုလက်ကဖိပြီးတော့လှည့်ပေးလိုက်ပါမယ် arrow key လေးနဲ့ကျွန်တော်တို့ချိန်ပေးလိုက်ပါမယ် control ကိုလက်ကပြီးမောင်းရက်လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့ copy လေးပွားယူလိုက်မယ်ရှစ်ကိုလက်ကဖိပြီးတော့ ျွန်တော်တို့အခုလိုမျိုးလေးလှည့်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ဒေါင်းနေရာလေးမှာရောက်အောင်ကျွန်တော်တို့ arrow key လေးတွေနဲ့ကျွန်တော်တို့ချိန်ပေးမယ်ပေါ့နော်အားလုံးကျွန်တော်တို့ကအညီအညာရသွားပြီဆိုရင်နော်နောက်ထပ်ဒီမှာကျွန်တော်တို့ကရှိတ်လေးတစ်ခုလောက်ထပ်ပြီးတော့ဆွဲပါမယ် insert တက်ထဲကနေပြီးတော့ရှိတ်ထဲကိုဝင်နေ line ရှိတ်လေးကျွန်တော်တို့ယူလိုက်ပါမယ်ဟောဒီရဲ့နေရာလေးမှာကျွန်တော်တို့ကငင်းချောင်းလေးကိုတက်တက်လေးထွက်အောင်ရှစ်ကိုဖိပြီးတော့ကျွန်တော်တို့ဆွဲပေးလိုက်ပါမယ်သူရဲ့ကျွန်တော်တို့ကရှိတ် online color ကိုတော့အမဲအောင်လေးပဲထားမယ် သူ့ရဲ့ကျွန်တော်တို့ကရှိတ်မြင်းချောင်းလေးကိုနည်းနည်းလေးထပ်ပြီးတော့မှထူးချင်တာဖြစ်တဲ့အတွက်ရှေ့အောင်လိုင်းထဲကိုဝင်ပြီးတော့ weight ဆိုတဲ့ထဲကိုဝင်မယ်။ဟောကျွန်တော်တို့ဒီမှာတစ်ကြော်ကြော်လောက်လေးရွေးလိုက်မယ်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်တို့ကလိုင်းချောင်းလေးကအနည်းငယ်ထူလာတာကိုတွေ့ရပါလိမ့်မယ်။ပြီးရင်တော့သူ့ကိုကျွန်တော်တို့ copy လေးပွားပါမယ်။ဆက်လက်လေးမှတ်ပြီးတော့ control ကိုလက်ကဖေးမောင်းရဲ့လက်ကလက်လေးနဲ့ဖိဆွဲပြီးတော့ copy လေးပွားယူလိုက်ပါမယ်။အခုလိုမျိုးပုံစံလေးပေါ့။နောက်ထပ်ဒီဘက်ပေးလေးမှာလည်းကျွန်တော်တို့ copy လေးပွားယူလိုက်ပါမယ်။ ခုလိုမျိုးမြင်းချောင်းလေးတွေကျွန်တော်တို့ copy ပွားတဲ့အခါမှာဆက်လက်ပေးလို့မရဘူးဆိုရင်စာရွက်ကိုမြင်ကွင်းချက်ပြီးတော့မှဆက်လက်လေးပေးပါเนาะကျွန်တော်တို့ဒီမှာ copy လေးပွားယူလိုက်မယ်။ဟောဒီဘက်ပေးလေးအတွက်ကျွန်တော်တို့ဒီမှာသူ့ရဲ့ pointer လေးတွေကနေပြီးတော့မှကျွန်တော်တို့အခုလိုမျိုးလေးဆွဲပြီးတော့မှချဲ့လိုက်လို့ရတယ်ပေါ့။ပြီးရင်တော့ဒီဘက်အတွက်လည်းကျွန်တော်တို့ copy လေးပွားယူလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့လိုပုံစံကနုတ် frame လေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်။ ဒီတဲမှာကျွန်တော်တို့ကစာရီရေးကျင်တယ်ဆိုရင်အခုလိုမျိုးပုံစံတန်းပြီးတော့မှရိုက်လို့ကာစာချပြီးတော့ရိုက်လို့မရဘူးကျွန်တော်တို့ insert တဲ့ကနေပြီးတော့ချိန်ထဲကနေပြီးတော့မှတက်ပေါက်လေးခေါ်ပြီးတော့စာရိုက်ပေးရမှာဖြစ်ပါတယ်ဒီတော့အခုလောလောဆယ်ကျွန်တော်တို့ဒီမှာကနုတ်ပန်းပေါင်လေးတခုတော့ကျွန်တော်တို့ဆွဲပြီးသွားပြီလက်ရှိဆွဲထားတာကကျွန်တော်တို့ရှိတ်တွေသုံးပြီးတော့မှဆွဲထားခဲ့တာဖြစ်တဲ့အတွက် ရှိတ်တွေကတခုချင်းစီကျွန်တော်တို့ပြတ်နေတယ်ပေါ့နော်ဒါဆိုရင်ဒီရဲ့ရှိတ်တွေအားလုံးကိုကျွန်တော်တို့ကဂရုအနေနဲ့ကျွန်တော်တို့ဖွဲ့ကျင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကတစ်ချက်လောက်ဂရုလေးဖွဲ့ပေးထားခဲ့ပါမယ် ဂရုဖွဲ့ဖို့ရာအတွက်ကျွန်တော်တို့ဒီမှာ home တက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ editing group ထဲမှာ select ဆိုတဲ့နေရာလေးရှိတယ်။ select ဆိုတဲ့ထဲဝင်ပြီးတော့မှ select object ဆိုတာလေးကိုကျွန်တော်တို့ရွေးခဲ့ထားပါမယ်။စာရွက်ကိုမြင်ကွင်းလေးနည်းလေးနည်းနည်းလေးကျွန်တော်တို့ကချုပ်ပြီးတော့မှကျွန်တော်တို့ဒီမှာလွတ်တဲ့နေရာကနေပြီးတော့အခုလိုမျိုးပုံစံလေးဖိဆွဲလိုက်မယ်။ဟောဒီမှာကျွန်တော်တို့ရှိတ်တွေအားလုံးကိုဆက်လက်ပေးသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီလိုမျိုးကျွန်တော်တို့ရှိတ်အားလုံးကိုဆက်လက်ပေးသွားပြီဆိုမှ ဂရုဖွဲ့ကျင်တာဖြစ်တဲ့အတွက် shape format ဆိုတဲ့အထဲဝင်မယ်ကျွန်တော်တို့ဒီမှာ array ဆိုတဲ့ group တွေကနေပြီးတော့မှ group တွေကနေပြီးတော့ group ဆိုတာလေးနှိပ်လိုက်တယ်ဆိုရင်တော့ဒီ shape အားလုံးကကျွန်တော်တို့ group တစ်ခုတည်းအနေနဲ့ group ဖွဲ့ပေးသွားတာကိုတွေ့ရပါလိမ့်မယ်အစောနာလိုမျိုးကျွန်တော်တို့တစ်ခုချင်းပြန့်မနေတော့ဘူးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ရသွားပြီဆိုမှဒီဘက် bin လေးအတွက်ကျွန်တော်တို့ကဒီရဲ့ကျွန်တော်တို့ဆွဲထားခဲ့တဲ့ကနှုတ်ပန်းလေးကို copy လေးပွားပြီးတော့ပဲအလွယ်တကူသုံးလိုက်ပါမယ်။ဒါကြောင့် control ကိုလက်က V မောင်ရဲ့လက်ကလေးလေးဖိဆွဲပြီးတော့မှဒီဘက်ဘေးအတွက်ကျွန်တော်တို့ကအခုလိုမျိုးလေး copy ပွားပြီးတော့မှသုံးလိုက်ပါမယ်။ပညာထက်အောင် arrow key လေးတွေနဲ့ကျွန်တော်တို့မတည့်ဘူးဆိုရင်ချိန်ပေးလို့ရတယ်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်တို့က A4 စာရွက်တရွက်မှာကနုတ်ပန်းလေးနှစ်ခုကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါတယ်။ဒီထဲမှာကျွန်တော်တို့ကတက်ပေါက်လေးခေါ်ပြီးတော့ဒီရက်ထဲမှာကိုရေးကျင်တဲ့စာတွေကိုအသုံးပြုမဲ့စာလေးတွေရိုက်ပြီးတော့ print ထုတ်မယ်။ပြီးသွားပြီဆိုရင်တော့ထွက်လာတဲ့စာရွက်ကို နှစ်ချိုးလေးချိုးလိုက်တယ်ဆိုရင်တော့ A4 ခေါက်ချိုးကျွန်တော်တို့ကနုတ်ပန်းလေးနှစ်ခုရရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးလို့ရပါတယ်။အကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမင်းမြန်ပေးလို့ရပါတယ်။အခုလိုမျိုးကျွန်တော်တို့ဆွဲပြီးသွားပြီဆိုရင်ဖိုင်လေးတော့ကျွန်တော်တို့သိမ့်ခဲ့ပြီနော်။ဖိုင်သိမ့်တာလေးမပြရသေးလို့ပါကျွန်တော်တို့ဒီမှာ finance နေပြီးတော့မှစိတ်ဆိုတာလေးနေပြီးတော့ကိုလှုပ်ထားတဲ့ကျွန်တော်တို့ကနှုတ်ပေါင်းပုံစံလေးကိုနောက်တစ်ချိန်မှလည်းကျွန်တော်တို့ကပြန်ပြီးတော့အသုံးချခြင်းနဲ့ဆိုရင်သုံးလို့ရအောင်ကျွန်တော်တို့သိမ့်ပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ browse ဆိုတဲ့ထဲကိုဝင်မယ် browse ဆိုတဲ့ထဲကိုဝင် ပြီးတော့ကိုယ့်ရဲ့ computer မှာဘယ်နေရာမှာသိမ့်ခြင်းလဲကိုသိမ့်လို့တဲ့ကျွန်တော်တို့ file လမ်းကြောင်းလေးကိုရွေးပြီးတော့မှကျွန်တော်တို့ဒီမှာ set ရတိုက်ဆိုတဲ့ format နေရာလေးမှာ Microsoft Word ကျွန်တော်တို့ format လေးဖြစ်တယ်။ Word document ဆိုတဲ့ format လေးကိုရွေးထားပြီးတော့ပဲစိတ်စွာလေးနှိပ်ပြီးတော့သင်ခဲ့လိုက်တဲ့ဆိုရင်နောက်တစ်ချိန်မှာလည်းကျွန်တော်တို့ DX ကနုတ်ပန်းလေးကိုကိုအသုံးပြုခြင်းနဲ့ဆိုရင်ပြန်ပြီးတော့အသုံးချလို့ရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်နေကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့လေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးပါခင်ဗျာ။အားလုံးအစီအပြေကြပါစေအကယ်၍ကိုယ်ပိုင်လေ့ကျင့်ပြီးသွားပြီကိုလည်း Microsoft Word ထဲမှာအခုလိုမျိုးပုံစံလေးတွေကို ကိုကိုရိုင်းပြုတ်လောက်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ TON နီးတန်းဆိုပြီးတော့လည်းရေးခဲ့ပေးပါဦးခင်ဗျာ